တနစ်တာတမချန်းစာမှာကျူဆူပါတယ်။ယနေ့ အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီးတမလေးထိဖြစ်ပါတယ်။အခန်းကြီး1ရှောလူွယ်လွန်ကြောင်းဒါဝိဒ်တည်ခြင်းရှောလူတည်သောနောက်ဒါဝိဒ်သည်အာမလက်လူတို့ကိုလုံးကျင်ရမှပြန်လာ၍စီကလက်မျိုး၌နှစ်ရက်နေပြီးလျှင် သုံးရက်မြောက်သောနေ့တွင်လူတစ်ယောက်သည်မိမိအဝတ်ကိုစုပ်လျက်မိမိကောင်းပေါ်မှမြေမုံကိုတင်လျက်ရှောလူတက်ကလာ၍ဒါဝိဒ်ထံသို့ရောက်တော်မြေပေါ်မှပြည့်ဝတ်လျက်ရှိခိုး၏ဒါဝိဒ်ကလည်းအဘယ်ရက်ကလာသည်နည်းဟုမေးလျင်ထိုသူကကျွန်တော်သည်ဣသရေလတက်ကပြေး၍လာပါသည်ဟုပြောလျက်၏ဒါဝိဒ်ကလည်းအမှုကအဘယ်သို့နည်း ငါအားပြောပါလို့ဟုမေးလျင် သူကဣတေလလူတို့သည်စစ်တိုက်ရာတွင်ပြေး၍အများတို့သည်လဲလျက်သေးပါပြီရှောလူနှင့်သားတော်ယောနသန်လည်းသေးပါပြီဟုပြန်လျှောက်၍ထိုတရင်ကိုကြားပြောသောလူလင်အားဒါဝိကရှောလူနှင့်သားတော်ယောနသန်တေချောင်းကိုတင်းသည့်အဘယ်သို့တည်တနည်းဟုမေးပြန်လျင် ထိုလူလင်ကကျွန်တော်သည်ကီလာဘောတောင်ပေါ်သို့အလိုလိုရောက်သောအခါ ရှောလူသည်လှန်တော်ကိုမီထောက်လျက်နေပါ၏ယထာစီသူရဲမြင်းစီသူရဲတို့သည်ပြင်းထန်စွာလိုက်ကြ၏ရှောလူသည်နောက်တော်သို့ကြည်သည်ဖြင့်ကျွန်တော်ကိုမြင်၍ခေါ်ပါ၏ကျွန်တော်ရှိပါသည်ဟုပြောသောအခါတင်သည်အဘယ်သူနည်းဟုမေးလျင်ကျွန်တော်သည်အာမလက်လူဖြစ်ပါသည်ဟုပြန်လျှောက်ပါ၏ရှောလူကလည်းငါထံသို့လာ၍ငါကိုတတ်ပါတော့ ။ငါအသက်မတည်နိုင်သောကြောင့်ပြင်းစွာသောဝေဒနာကို ခံရ၏ဟုဆိုသည့်အတိုင်းလဲသောနောက်အသက်မရှင်နိုင်သည်ကိုကျွန်တော်သိလျင်သူထံသို့သွား၍တက်ပါ၏။ခေါင်းတော်၌စောင်းသောဥယျာဉ်နှင့်လက်ယုံတော်၌ဝတ်သောလက်ကောက်ကိုချွတ်ယူပြီးလျင်ကျွန်တော်သခင်ထံတော်သို့ဆောင်ခဲ့ပါသည်ဟုပြော၍၏။ထိုအခါဒါဝိဒ်သည်မိမိဝတ်ကိုဆွဲဆုပ်၍သူ၏လူအပေါင်းတို့သည်ထိုနည်းတူပြုကြ၏။ ရှောလူမဆာ၍တားတော်ယောနာသန်ထာဝရဖရာဤလူများဤတည်လာအမျိုးသားတို့သည်ဓာဖြစ်လေသေးသောကြောင့်သူတို့အတွက်ညင်ဦးတိုင်အောင်ငိုကြွေးမြည်တမ်း၍အစာကိုရှောင်ကြ၏ထိုတရင်ကိုကြားပြောသော လူလင်အားဒါဝိကတင်သည်အဘယ်ရက်ကလာသည်ဟုမေးလျင် ထိုသူက ကျွန်တော်သည်တပါအမျိုးသားအမလက်လူဖြစ်ပါ၏ဟု ပြန်လျှောက်သောဒါဝိက ထာဝရဘုရားအခွင့်နဲ့ဗိသိက်ခံတော်သူကိုတက်ချင်းကတင့်လက်ကိုအဘယ်သူစဝန့်တနည်းဟုဆိုလျက်လူလင်တယောက်ကိုခေါ်၍သူကိုတော်တတ်တော်ဟုဆိုသည့်အတိုင်းလူလင်သည်လောက်ကျံ၍တက်လေ၏ဒါဝိကလည်းတင်းဤအသွေးသည်တင့်ကောင်းပေါ်မှတည်စေထာဝရဘုရားအခွင့်နဲ့ဗိသိက်ခံတော်သူကိုကျွန်တော်တတ်ပါပြီဟုတင့်နှုတ်သည်တင့်ပနိုင်တတ်တည်ခံလေပြီဟု ဆို၏ ဒါဝိဒ်၏ငိုကြွေးမြည်တမ်းခြင်းဒါဝိဒ်သည်ရှောလုနှင့်သားတော်ယောနာသန်ကြောင့်ငိုကြွေးမြည်တမ်း၍ယူဒအမျိုးသားတို့အားတင်စေသောလေးသချင်းသည်ဟူသောယာရှာစာ၌ပါသောသချင်းစကားဟူမူကားအိုဤတေလာဂုံတေးတင်းဤမြင့်သော အရတု၌တင်သည်အသေးခံလေပြီ သူရဲတို့သည်လဲတည်ကြပြီတကားထိုတည်င်းကိုဂါတာမျိုး၌မပြောချနှင့် အာရှကီလုံမျိုးလန်တို့၌မကြားမပြောကြနှင့်ဖိလိတိအမျိုးသမီးတို့သည်ဝမ်းမြောက်၍အေးဖြားလိချင်းကို မခံသော အမျိုးသမီးတို့သည်ရှင်လန်းကြလိမ့်မည်ဟုစိုးရိမ်เสียရှိ၏။"အိုကီလာဘောတောင်တို့၊တင်တို့အပေါ်မှာနေမကြစေနှင့်၊မိုးမရွာစေနှင့်၊ပူဇော်เสียအသီးကိုတီးသောလေကွက်မရှိစေနှင့်"အเจ้าမူကားထိုရက်၌သူရဲဆောင်သော ဒိုင်းဒီဟူသောရှောလူဆောင်သောဒိုင်းလွာစီနှင့်လိမ့်ပြီးသောလက်နက်တော်ကိုရှုတ်ချလိပြီးတကားသူရဲတို့၏အသွေးခွန်အားကြီးသော သူတို့၏စီဦးမှယောနသန်၏လေးသည်နောက်သို့မလန်းရှောလူ၏ဓာတ်တော်သည်ကိုကြီးပြန်၍မလာတတ်ရှောလူနှင့်ယောနသန်သည်ချစ်တတ်သောသဘောရှိ၍အသက်ရှင်စဉ်အခါမိတ်ဆွေဖြစ်လျက် အသက်သေးသောအခါတယောက်နှင့်တယောက်မကွာဘဲလျက်နေကြ၏သူတို့သည်ရွှေလင်းသာထက်မြန်၍ချင်းသေးထက်ခွန်အားကြီးကြ၏။အိုဤတရီလအမျိုးသမီးတို့ရှောလူကိုငိုကြွေးကြလော့။တင်တို့ကိုလှသောဂါဗလာနီနှင့်ဝစ်စီ၍တင်တို့အဝတ်၌လဲရွှေတစားနှင့် စင်စေတော်မူ၏။စစ်တိုက်ပွဲ၌သူရဲတို့သည်လဲတည်ကြပြီ။ကိုယောနာသန် တင်းဤမြင့်တော်အရတု၌တင်သည် အသေးခံလေးပြီတကားငါညီရောနတ်တန်တင်းကြောင့်ငါညှိုးငယ်ခြင်းရှိ၏တင်သည်ငါမိတ်ဆွေကြီးဖြစ်၍ငါကိုချစ်တော်မြတ်တာသည်အံ့ဩဖွယ်တော်မြတ်တာမိမကိုချစ်တတ်သောမြတ်တာထက်သာ၍အာကြီးသောမြတ်တာဖြစ်၏သူရဲတို့သည်လဲတည်ကြပြီတကားစစ်တိုက်လက်နက်တို့သည် ဆုံးကြပြီတကားဟုပါသည် ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး1ဒါဝိတ်ကိုယူရဘရင်အဖြစ်ဗိသိက်သွင်းခြင်းထို့နောက်ဒါဝိတ်ကအကျွန်ုပ်သည် ယူဒမျိုးတစ်စုံတစ်မျိုးသို့တွားရပါမည်လို့ဟု ထာဝရဘုရားထံတော်၌မေးလျှောက်လေထာဝရဘုရားကတွားလို့ဟုမိန့်တော်မူ၏ဒါဝိတ်ကလည်းအဘယ်မျိုးသို့တွားရပါမည်နည်းဟုမေးလျှောက်တော်ဟေပြုံမျိုးသို့တွားလို့ဟုမိန့်တော်မူသည့်အတိုင်း ဒါဝိဒ်ဒီမယားနှစ်ယောက်ရေစည်လာမျိုးသူ အဟိနောင်နာဗလမယားကရမီလာမျိုးသူအဘီကေလာတို့နှင့်တကွာသွားလေ၏မိမိ၌ပါသောလူများအိမ်တော်များတို့ကိုလည်းဒါဝိဒ်ဒီခေါ်ခဲ၍သူတို့သည် ဟေဗျုံမျိုးရွာတို့၌နေကြ၏တပံယူဒလူတို့သည်လာ၍ဗိတ်သိက်ပေးသည်ဖြင့်ဒါဝိဒ်ကိုယူဒရှင်ဘုရင်အရာ၌ချီးမြှောက်ကြ၏ ကလပီယာဘက်မြို့သားတို့သည်ရှောလူကိုတကြပါပြီဟုဒါဝိအားကြားလျှောက်တော်ကလပီယာဘက်မြို့သားတို့ရှိရာသို့တမန်တို့ကိုစေလွှတ်၍တင်တို့သည်တင်တို့အရှင်ရှောလူ၌ဂယုနာကျေးဇူးပြု၍အလောင်းတော်ကိုတကြသောကြောင့်ထာဝရဖျားပြီးတော်မူသောကောင်းကြီးမင်္ဂလာကိုခံရကြပါစေသောထာဝရဖျားသည်တင်တို့၌ဂယုနာကျေးဇူးတစ္ဆာကျေးဇူးပြုတော်မူပါစေသော။ တင်တို့သည်ဤအမှုကိုပြုသောကြောင့်တင်တို့ယေရှုကိုငားလဲဆက်မည်ယခုမှအာယူ၍ရဲရင်ချင်းတတိရှိကြလော့တင်တို့အရှင်ရှောလူတည်ပြီးယူရမျိုးသားတို့သည်ဗိတ်သိပ်ပေးသည်ဖြင့်ငါကိုရှင်ဘရင် အရာ၌ချီးမြှောက်ကြပြီဟုမာလိုက်လေ၏ဤရှဘောရှက်ကိုဤတည်လာဘရင်တင်မြှောက်ခြင်းတို့ရတွင်ရှောလူ၏ဘိုးချုပ်မင်းနေရတာအာဗနာသည် ရှောလူသားအစ်ဘောရှက်ကိုယူ၍မဟာနေမျိုးတို့ဆောင်းသွားပြီးလျင်ကီလက်ပြီးအာရှမျိုးသားများရေစည်လမျိုးသားများအေဖရင်ခရိုင်ဗီယာမင်ခရိုင်အစရှိသောဣတရီလနိုင်ငံလုံးကိုအစိုးရသောရှင်ဘရင်အရာ၌ချီးမြောက်လေ၏ရှောလူသားအစ်ဘောရှက်သည်အသက်၄၀ရှိသောဣတရီလနိုင်ငံကိုအစိုးရ၍နှစ်နှစ်ဆိုးဆန့်လေ၏ ယူဒအမျိုးမှုကဒါဝိဒ်နောက်သို့လိုက်ကြ၏ဒါဝိဒ်သည် ဟေဗြုံမျိုး၌နေ၍ယူဒအမျိုးကိုအစိုးရသောနှစ်ပေါင်းက9နှစ်နှင့်6လဖြစ်သည်ဣသရေလပြည်နှင့်ယူဒပြည်စစ်ဖြစ်ခြင်းတပန်နေရတာအာဗနာသည်ရှောလူသားဣရှ်ဘောရှေ၏ဂျုံများနှင့်တကွ မဟာနေမျိုးမှကြီးပေါင်မျိုးတို့တွား၍ဇေရုယသားယောဘနှင့်ဒါဝိဒ်၏ဂျုံတို့သည်စီးကျူသည်ဖြင့် ီးပောင်ရေကန်အနားမှာစုံမီလျက်ရေကန်တစ်ဖက်တစ်ချက်၌ထိုင်ကြ၏အာဗနာကလည်းလူလင်တို့သည်ထား၍ငါတို့ရှိမှကစားကြပါလိမ့်စေဟု ဆိုသောရွာဘကထားကြပါလိမ့်စေဟု ဆိုသည့်အတိုင်းရှောလူသားအစ်ဘောရှေ၏လူပိယမေမျိုးသားတစ်ကြိမ်နှစ်ယောက်နှင့်ဒါဝိဣဂျွန်တစ်ကြိမ်နှစ်ယောက်တို့သည် ထား၍ကူးလာကြ၏သူတို့သည် လူချင်းတိုက်၍လူတိုင်းမိမိတိုက်ဖက်၏ခေါင်းကိုကင်လျက် နဘေးကိုဓာနှင့်ထိုးလျက်တစုတီလဲတည်ကြ၏တို့ဖြစ်၍ကီးပေါင်မျိုးနှင့်နှာရှိသော ထိုအရက်ကို ဟေလာကတစုရိန်ဟူသော အမည်ဖြင့်တမုတ်ကြ၏ထိုနေ့၌ပြင်းစွာစစ်တိုက်၍အာဗနာနှင့်ဣတရီလာလူတို့သည်ဒါဝိဒ်၏ကျွန်ုပ်ရှိမှရှုံးကြလေ၏ဇေရုယသား၃ယောက်ယောဘအပိရှေအတဟီလာပါကြ၏ ာတဟီလာတီတော၌ကျင်လေသော ထရေကဲ့သို့လင်မြန်ဤအာတဟီလာတီလက်ရဘက်လက်ဝဲဘက်သို့မလွယ်အာဗနာကိုလိုက်ဤအာဗနာတီနောက်သို့ကြည့်၍တင်သည်အာတဟီလာမန္တလောဟုမေသောမန္တီဟုပြန်ပြော၏အာဗနာကလည်းလက်ရဘက်တော်၎င်းလက်ဝဲဘက်တော်၎င်းလှည့်သွားလျက်လူလင်တယောက်ကိုဖမ်းဆီး၍ သူ၏လက်နက်စုံကိုလူယူတော်ဟုဆိုတော်လေအာတာဟေလာသည်မလဲပဲလိုက်သေး၏တခါအာဗနာကငါ့ကိုမလိုက်နဲ့လှဲ့သွားတော့တင့်ကိုမြေပေါ်သို့အပေကြောင့်ငါလဲရမည်နီဒုပြုလျင်တင့်အကိုရွာပါရှိမှငါမျက်နာကိုအပေသို့ငါပြနိုင်မည်နီဟုဆိုတော်လေအာတာဟေလာသည်နားမထောင်သောကြောင့်အာဗနာသည်နောက်သို့လန်နှင့်ထိုးလျင် ဝမ်း၌လှံဖြားဝင်၍ကြောကိုထုတ်ချင်းဖောက်သည်ဖြင့်အာတာဟီလာသည်လဲ၍ထိုအရက်၌တည်၏အာတာဟီလာလဲ၍တည်သော ထိုအရက်သို့ရောက်တော်သူအပေါင်းတို့သည်ရက်နေကြ၏ရွာပါနှင့်အပီရှဲသည်အာဗနာကိုလိုက်၍ဂီပေါင်တော်သို့သွားတော်လန်းနာဂီအာမျိုးရှိမှရှိသော အမတောင်သို့ရောက်သောအခါနေဝင်၏ဗိယာမေမျိုးသားတို့သည်အာဗနာနောက်၌စူဝေး၍တတတီးဖွဲ့လျက် တောင်ပေါ်မှာရက်နေကြ၏ထိုအခါအာပနာကရွာဘကိုဟိတ်၍ဓာတော်သည်အစင်မပြတ်ကြိုက်စားရမည်လောနောက်ဆုံး၌ခါသောအရသာကိုတွေးလိမ့်မည်ဟုမသိသောလူများတို့သည်ညီကိုတို့ကိုမလိုက်ပြန်စီမည်အကြောင်းတင်းသည့်အပေမြကာလပတ်လုံးမစီရင်ပဲနေမည်နီဟုဆိုလျင်ရွာဘကဖျားသခင်အသက်ရှင်တော်မူသည့်အတိုင်းတင်မပြောလျင် မိုးလင်းမှသာလူများတို့သည်ညီကိုတို့ကိုမလိုက်ပဲနေကြလိမ့်မည်ဟုဆိုလျက်တဘိုးမို့၍လူများတို့သည်ဣတရီလအမျိုးသားတို့ကိုမလိုက်စစ်မတိုက်ပဲရက်နေကြ၏အာဗနာနှင့် သူ၏လူတို့သည်တညလုံးလွင်ပြင်သို့လျှောက်သွား၍ယော်ဒန်မြစ်ကိုကူးပြီးလျှင်ဒီတယုံပြည်ကိုလွန်၍မဟာနေမျိုးတို့ ရောက်ကြ၏ရွာဘသည်လည်းအာဗနာကိုလိုက်ရာမှပြန်၍ လူပေါင်းတို့ကိုစုဝေးစေသောအခါအာတာဟီလာနှင့်ဒါဝိဤဂျွန်တကြိတ်ကိုရောက်တို့သည်မရှိဆုံးကြပြီဒါဝိဤဂျွန်တို့သည်ဗိယမေမျိုးသားအဗနာဤလူ360တို့ကိုတေအောင်လှုပ်ကြံကြပြီအာတာဟီလာဤအလောင်းကိုထမ်းသွား၍ဗလင်မျိုး၌ရှိသောသူ့အဖအီတင်ချိုင်းတွင်တချို့ကြ၏ရွာပါနှင့်သူ၏လူတို့သည်တညလုံးသွား၍ မိုးလင်းစတွင် ဟေပြုံမျိုးတို့ရောက်ကြ၏ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး3ရှောလူအမျိုးနှင့်ဒါဝိအမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍ဒါဝိသည်အာတုပွားလျက်ရှောလူအမျိုးသည် အာရွေရွလျက်ရှိကြ၏ဒါဝိဤသားတော်များဟေပြုံမျိုး၌ဒါဝိမြင့်သောသားတို့တွင်တာဦးကားရေစည်လမျိုးသူ အဟိနောင်တွင်မြင်သောသားအာမနုံဒီဒုတိယသားကနာပလမယကရမီလာမျိုးသူအပီကေလာတွင်မြင်သောသားခိလက်တီတတိယသားကဂေရှုရိရှင်ဘယင်တာလာမေတမီမာခာဤသားအပါရှလုံဒီစတုထသားကဟကိဤသားအဒေါနီယတီပြင်စမသားကအပီတလာဤသားရှေဖလီတီ စထမတာကမြောက်သားတော်ဧကလာတွင်မြင်တော်သားဣတယံဒီဤရွေကဟေပြုံမြို့၌ဒါဝိမြင်တော်သားဒီဒါဝိပတုအာပနာဝင်ရောက်လာခြင်းရှောလူအမျိုးနှင့်ဒါဝိအမျိုးစစ်တိုက်ကြစဉ်ခါအာပနာသည်ရှောလူအမျိုးဘက်မှကိုကိုခိုင်မာစေ၏ရှောလူ၌အာအီတမီရိဇာပါမိတော်မယားငယ်တယောက်ရှိ၏ဣရှဘောရှက်က တင်သည်ငါအဖအီမယားငယ်ကိုအဘဲကြောင့်တင်းတနီဟု အာပနာအားဆိုလျင် ထိုစကားကြောင့်အာပနာသည် အလွန်စိတ်ဆိုးလျက်ငါသည် ယူဒအမျိုးကိုစီတား၍တင်းအဖရှောလူအမျိုးနှင့်ညီကိုအဆွေခင်ပွန်းတို့အားယနေ့တိုင်အောင်ကျေးဇူးပြုသဖြင့်တင့်ကိုဒါဝိလက်သို့မအံ့နံပဲနေတော်တင်ဒီငါကိုခွေးဤဥကောင်းကဲ့သို့တာမှတ်၍ထုံမိမအတွက်ယနေ့အပြစ်တင်ရမည်လော ထာဝရဖရာသည် နိုင်ငံတော်ကိုရှောလူအမျိုးမှနှုတ်၍ဒါဝိဤအာနာတော်ကိုဒံမျိုးမှဆ၍ဘေးရှိပါမျိုးတိုင်အောင်ဣတရီလပြီယူဒပြီအရရတု၌ကြည်စေခြင်းကဒါဝိအာပြုမည်ဟုကြိမ်ဆိုတော်မူသည့်အတိုင်းနာလေဒါဝိအာမပြုဘဲနေလျင်ထိုမြမကဖရာသခင်သည် အာပနာအာပြုတော်မူပါစေသောဟုဆိုသောကြောင့် ။ Ishbosheti ကြောက်၍စကားတခုံးကိုမြမပြန်ဝန့်။ထိုနောက်အာဗနာသည်မိမိအတွက်တန်တမန်တို့ကိုဒါဝိထံသူစီလူ၍ပြည့်ရှင်မင်းကအဘယ်သူနည်းကျွန်တော်နှင့်မိတ္တဟာရဖွဲ့တော်မူပါ။ဣတေယီလာအမျိုးပေါင်းတို့ကိုကိုရောထံသို့ကြောင်းလဲစေခြင်းမှာကျွန်တော်သည်ကိုရောဘက်သို့ဝင်စားပါမည်ဟုရှောက်ဆို၏ဒါဝိတ်ကလည်းကောင်းပြီတင်းနှင့်မှာမိတ္တဟာရဖွဲ့မည် တို့ရာတွင်ငါတောင်းစရာတစ်ခုရှိ၏ငါမျက်နာကိုမြင်အံ့သောမှာလာသောအခါရှောလူသမီးမိခါလာကိုဆောင်ခဲ့ရမည်သူမဟုတ်ငါမျက်နာကိုမမြင်ရဟုပြန်ဆို၏ဒါဝိဒ်သည်လည်းတန်တမန်တို့ကိုရှောလူသားဣရှဘောရှထံသို့ဆေလွ၍ငါသည်ဖိလိတိလူအေးဖျားတရာနှင့်ဝယ်ယူသောငါမယားမိခါလာကိုအလိုက်ရမည်ဟုမှားလိုက်သည့်အတိုင်း ဣရှိဘောရှတိစေလို့၍ထိုမိမကို သူဤလင်လဲရှာဤတာဖလာတိလက်မနှုတ်ယူလေ၏သူဤလင်သည်ငိုကြွေးလျက် သူ့နောက်သို့ဘာဟုရိမျိုးတိုင်အောင်လိုက်လေ၏အာပနာကလည်းပြန်သွားတော့ဟုဆိုသောပြန်သွားရ၏အာပနာသည်လည်းဣတယီလအမျိုးအသက်ကြီးသူတို့နှင့်တိုင်ပင်လျက်တင်တို့သည် အထက်ကဒါဝိဒ်ကိုရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းသို့ဆက်ရှိကြသည်ဖြစ်၍ ယခုချီးမြှောက်ကြလော့ထာဝရဖခင်ကနာကျွန်တာဝိလက်ဖြင့်ငါဤလူဤတေလအမျိုးကိုဖိလိတိလူတို့လက်မှလက်ကောင်းယန္တူပေါင်းတို့လက်မှလက်ကောင်းငါကဲနှုတ်မိဟုဒါဝိအဖို့မိတော်မူပြီဟု ဆိုလေ၏တပံအာပနာတိဂိညာမေမျိုးသားတို့ကိုလည်းတွေးဆောင်လေ၏နောက်တပံဤတေလအမျိုးအလိုရှိသမျှအရာဗိယမေမျိုးတညီတညွတ်တီး အလိုရှိသမျှသောအရာတို့ကိုဟေဗျုံမြို့၌ဒါဝိအားပြန်လျှောက်ခြင်းကတော်၍လူနှစ်ကျိပ်ပါလျက်ဒါဝိရှိရာ ဟေဗျုံမြို့သို့ရောက်သည်ဖြင့်ဒါဝိသည်ပွဲလုံ၍အာဗနာနှင့် သူ၏လူတို့ကိုကြွေး၏အာဗနာကလည်းဤတေလအမျိုးသားအပေါင်းတို့သည် ကိုရောနှင့် မိတ္တဟာရဖွဲ့စေခြင်းက၎င်းကိုရောသည်အလိုတော်ရှိသမျှအတိုင်းစိုးစံစေခြင်းက၎င်း ကျွန်တော်ထသွား၍ထိုးသူအပေါင်းတို့ကို ကျွန်တော်သခင်ကျွန်တော်ရှင်ဘရင်ထံတော်၌စုဝေးစေပါမည်ဟုလျှောက်ပြီးမှဒါဝိလွတ်လပ်၍သူသည်ငြိမ်ဝှက်စွာသွားလေ၏အာဗနာအသက်ခံရခြင်းထိုအခါယောဘနှင့်ဒါဝိ၏ကျွန်တို့သည် ရန်သူအလုံးအင်းကိုလက်ရမှပြန်လာ၍လက်ရဥစ္စာများကိုယူခဲ့ကြ၏အာဗနာသည်ဒါဝိနှင့်အတူ ဟေပြုံမြို့၌မရှိဒါဝိသည် လွတ်လိုက်၍သူသည်ညင်ဝှက်စွာသွားနှင့်ပြီးရွာပါနှင့် သူ၌ပါသောစစ်သူရဲ့အပေါင်းတို့သည် ရောက်ကြသောအခါနေရအီတာအာဗနာသည် ရှင်ဘရင်ထံတော်သို့လာပြီးရှင်ဘရင်သည်လည်းလွတ်လိုက်၍သူသည်ညင်ဝှက်စွာသွားပြီးဟု ရွာပါအားကြားပြောလျင် ရွာပါသည် ရှင်ဘရင်ထံတော်သို့ဝင်၍ကိုတော်သည်အဘယ်သို့ပြုတော်မူသနည်းအာဗနာသည်အထံတော်သို့လာပြီးမှ တဖန်အလွတ်သွားစေခြင်းကအဘဲကြောင့်လွတ်လိုက်တော်မူသည်။နေရအီတာအာဗနာသည် ကိုရောကိုလှည့်စား၍ကိုရောထုတ်ဝင်တော်မူခြင်းစီရင်တော်မူခြင်းလုံးစုံကိုတည်အံ့သောမှသာ လာသည်ကို ကိုရောတည်တော်မူ၏ဟုလျှောက်ပြီးလျင်အထံတော်ကထွက်၍အာဗနာနောက်သို့တမန်တို့ကိုဆီလွတ်လျက်တိရရည်တွင်မှခေါ်လေ၏ထိုအမှုကိုဒါဝိမသိအာဗနာသည်ဟေပြုံမြို့သို့ရောက်သောအခါ ရွာပါသည်အတင်းတင်းနှုတ်ဆက်ခြင်းမှာမြို့တကားနာသို့ခေါ်ပြီးလျင်ညီယာတာဟေလာတည်သည့်အတွက်သူဤဝမ်းကိုထိုး၍သူသည်လည်းတည်ဤထိုနောက်ဒါဝိဒ်သည်ကြားသောအခါနေရအီတာအာဗနာကိုတတ်သောအပြစ်နှင့်ငါသည်ထာဝရဖျားရှိတော်၌လွတ်ပါစေငါနိုင်ငံလွတ်ပါစေရွာပေါကောင်းသူ့ဆွေမျိုးပေါင်းတို့၏ခေါင်းပေါ်သို့ရောက်ပါစေ။ ရွာပါဤအဆွေမျိုး၌ရိနာဆွဲသောသူနူနာဆွဲသောသူကြောကုံသောသူဓာဖြင့်တည်သောသူငတ်မို့သောသူမပြတ်စေနှင့်ဟုမွတ်ဆို၏ထိုတို့ရွာပါနှင့်ညီးပြီးရှဲသည်အာဗနာကိုတတ်၏အကြောင်းမူကားသူတို့ညီအာသာဟေလကိုဂီပေါင်စစ်တိုက်ပွဲ၌အာဗနာတတ်သည်အာဗနာကိုတချူချင်းဒါဝိကလည်း ရွာပါနှင့်မိမိနှက်ရှိတော်သူပေါင်းတို့အားတင်တို့အဝတ်ကိုဆုပ်၍ရှော်တေအဝတ်ကိုဝတ်လျက်အာဗနာအတွက်ငိုကြွေးမြည်တမ်းခြင်းကိုပြုကြလောဟုအမိန့်တော်ရှိ၍ကိုတော်တိုင်းမတာလိုက်လေ၏အာဗနာကိုဟေပြုံမြို့၌တကြွကြ၏တင်ချိုင်းနာမှာရှင်ဘရင်သည်အတံကိုလွှင့်၍ငိုကြွေး၏လူပေါင်းတို့သည်လည်းငိုကြွေးကြ၏ ရှင်ဘရင်သည်အာပနာအတွက်မြည်တမ်းသည်ကားအာပနာသည်လူမိုက်ကဲ့သို့တည်တလောတင်းဤလက်ကိုမချီတန်ချီခြင်းမခတ်ဘဲလူဆိုးလက်ဖြင့်တည်တကဲ့သို့တေရှားပါပြီးတကားဟုမြွတ်ဆို၏လူအပေါင်းတို့သည်လည်းတဖန်ငိုကြွေးကြ၏မိုးမချုပ်မီဒါဝိဒ်သည်စားတော်ခေါ်မိအကြောင်းလူအပေါင်းတို့သည်ချင်းကပ်ကြတော်လဲဒါဝိဒ်ကနေမဝင်မီမိုးအဆရှိသော စားစရာတစ်စုံတစ်ခုကိုငါမြည်းစမ်းလျင်ထိုမြမကငါ၌ဖျားသခင်ပြုတော်မူစေတည်းဟုကျိန်ဆို၏ထိုအမှုကို လူအပေါင်းတို့သည်မဲ့၍နှစ်သက်ကြ၏ပြုတော်မူသည်များတို့ကိုလည်းလူအပေါင်းတို့သည်နှစ်သက်ကြ၏ရှင်ဘရင်သည် နေရဤတာအဗနာကိုတတ်စေခြင်းကအလိုမရှိဟု ထိုနေ့၌ဣတရီလအမျိုးသားများနှင့်လူများအပေါင်းတို့သည်တည်နာလေကြ၏ရှင်ဘရင်ကလည်း ဣတိယီလအမျိုး၌မင်းသားဖြစ်တော်သူကြီးမြတ်တော်သူတပါးသည်ယနေ့ဆုံးကြောင်းကိုတင်တို့မသိသလောငါသည်ဗိတ်သိက်ခံရ၍ရှင်ဘရင်ဖြစ်တော်လဲယနေ့အား내ဤဇေရုယသားဖြစ်တော်ဤသူတို့သည်ငါထက်လွန်၍အာကြီးကြ၏မတရားသဖြင့်ပြုတော်သူကိုမိမိအပြစ်နှင့်အလျောက်ထာဝရဖျားပေးဆက်တော်မူစေတည်းဟုမိမိကြုံတို့အားမိတ်တော်မူ၏ ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး၄ Ishvosha အသက်ခံရခြင်းအာဗနာသည်ဟေဗြိုမျိုး၌တေချောင်းကိုရှောလူဤသားတည်ကြသော အာယောဤဤတေလာလူ အပေါင်းတို့သည်ပူပန်သောစိတ်ရှိကြ၏ရှောလူဤသား၌ဘာနာနှင့်ရိခတ်အမည်ရှိသောသူတည်းဟုသောတတ်မှုနှစ်ယောက်ရှိ၏သူတို့သည်ဗိယာမိန်မျိုးဗေယောတိအနွယ်ရေမုန်ဤသားဖြစ်ကြ၏ ဘေယုမြို့သည်ဗေယာမိန်ခရိုင်ဝင်ဖြစ်တော်လေဗေယောတိလူတို့သည်ဂိတ်တိမ်မြို့သို့ပြေး၍ယနေ့တိုင်အောင်တဲခိုလျက်နေကြသည်ရှောလူဤတာယောနတန်၌ခြေစွန်းသောတာတယောက်ရှိ၏သူသည် အသက်၅နှစ်ရှိသောအခါရေစည်လာမြို့မှရှောလူနှင့်ယောနတန်တို့ဤတရင်ကိုကြားလျင်အထင်းသည် သူ့ကိုခြေ၍ပြေးစဉ်တွင်အလင်းအမြန်ပြေးသောကြောင့် သူငယ်သည်ကြွ၍ချေဆုံ၏ထိုသူငယ်၏အမိကားမေဘီဘောရှက်သည်ဘေရောသည့်အမျိုး ရေမုန်ဤသားရိခတ်နှင့်ဘာနာတို့သည်အစ်ဘောရှက်အိမ်တို့တွား၍မွန်းတဲ့အချိန်၌ရောက်၏ထိုအချိန်၌အစ်ဘောရှက်သည်အိတ်တက်၏ထိုညီကိုရိခတ်နှင့်ဘာနာတို့သည်စဘာကိုထုတ်ဟန်ဆောင်၍အိမ်လေတို့ဝင်ပြီးလျှင် အိတ်ခမ်းနဲ့အိတ်ရပေါ်မှာအိတ်လျက်နေသော e-sportshirt ဤဝမ်းကိုထိုး၍တတ်သည်ဖြင့်ဦးကောင်းကိုဖျက်ယူပြီးမှတညလုံးလွင်ပြင်လန်းဖြစ်ပြေး၍လွတ်ကြ၏ e-sportshirt ဤဦးကောင်းကိုဟေပြုံမြို့တာဝိထံတော်သို့ဆောင်ခဲ့၍ကိုရောအသက်ကိုရှာသောကိုရောရန်သူရှောလူဤသား e-sportshirt ဤဦးကောင်းကိုကြည့်ရှုတော်မူပါကျွန်တော်တခင်အရှင်မင်းကြီးခံရတော်မူသောအပြစ်ကို ထာဝရဖရာသည် ရှောလူ၌လည်းကောင်းသူ၏အမျိုးအနွယ်၌လည်းကောင်းယနေ့ဆက်ပြီးတော်မူပြီးဟုအထံတော်တွင်လျှောက်ဆိုသောဒါဝိကနာအသက်ကိုဘေးဥပက်အပေါင်းတို့မှရွေးတော်မူသောထာဝရဖရာအသက်ရှင်တော်မူသည့်အတိုင်းအရင်တစ်ခါလူတစ်ယောက်တည်လာ၍ဝမ်းမြောက်စရာတည်င်းကိုပြောမိအကြံရှိလျက်ရှောလူတေပါပြီးဟုငါအားကြပြောသောအခါ ထိုတရင်ကိုပြောသောကြောင့်စုကိုရမည်ဟုထင်သောထိုသူကိုစီကလက်မျိုး၌ငါကိုင်းဆွေး၍တက်၏ထိုမြမကလူဆိုးတို့သည် ဖြောက်မတ်သောသူကိုသူ၏အိမ်တွင်အိယာဘုံမှတက်လျင်တာ၍ပြူးတင့်သည်မဟုတ်လောယခုပင် သူ၏အသွေးကိုတင်တို့၌ငါတောင်း၍တင်တို့ကိုမြေကြီးပေါ်ကတေရှားတင့်သည်မဟုတ်လောဟုဘေယောသည့်အမျိုးရေမုံဤသား ရိခတ်နှင့်ညီပါနာအားဆိုပြီးလျင်လူလင်တို့ကိုမိတ်တော်မူ၍ထိုသူနှစ်ယောက်ကိုတတ်ကြ၏လက်ချေတို့ကိုဖြဲ၍ဟေပြုံရေကန်နားမှဆွဲထားကြ၏ဣရှ်ဘောရှေ၏ဦးကောင်းကိုကယူ၍ဟေပြုံမြို့တွင်အာဗနာတင်ချိုင်း၌တကြကြ၏နာယူခဲ့သူမိတ်ဆွေတို့၌ထာဝရဖျားဤငြိမ့်သက်ခြင်း ရှိမြဲရှိပါစေသော အာမင်